အားလုံးမင်္ဂလာပါရှင်ဒီနေ့ဖပြမှာတော့ဆီယာမခက်မာရဲ့စုတ်ချက်ချင်းဆိုတဲ့ဝိတုတူပဲဖြစ်ပါတယ်ရှင်မနေ့9နာရီထိုးသောအချိန်တွင် သူမ၏ပကြီးခင်းနေသူသူဝင်ခဲ့သည် စကူပူအလေးများတည်တည်ချာချာဖောင်းချက်ပြီးစီစီတက်ထားသောကင်းပတ်စများရောင်စုံစေးဘူးများတခုမှကြည်ပြော်ရှိပြော်မရှိသောဆွဲပြီးပကြီးကားများ ဆွဲလက်စပကြေကားများနှင့်ပြည့်နှက်သောသူမခန်းလေးသည် စိတ်အိမ်မွန်းချက်စရာနေရာတစ်ခုဟုသူတွေးထင်မိသည်သူမကတော့အဲ့ဒီအခန်းလေးကိုမင်းငေါ်ပြပြီးရွှင်ချိုချိုအပြုံးဖြင့်ကြည်စံကိုဘလောက်ပျော်စရာကောင်းသလဲဟုမြူးမြူးလေးပြောတတ်သည် အခန်းထဲမှသူမသည်ရင်းပေါက်ကိုကြောပေးပြီးအခန်းဝင်ပေါက်တက္ကမစီမျက်နှာမူကား ပကြီကားတစ်ခုကိုစိတ်ပါလက်ပါရေးဆွဲနေသည်။သူမ၏ဝင်စားဟန်ကိုငေးဆိုင်ကြည့်ရင်အခန်းတကားဖောင်ကိုမှီပြီးသူ့ရက်နေမှီ၏။ပကြီကားစီအာယုံဆိုင်နေ၍ထင်။သူမ၏ရီဝေဝေမျက်ဝန်းများကစူးရဲနေသည်။ပါပြတော့မျက်ခုံးမြင်တန်းကို တွန့်ကုတ်ထားသည်။နှခမ်းများကတော့ထုံးစံအတိုင်းတင်းတင်းဆီလိုပေါ် ခပ်ပါပါကိုလုံးကို အနေငင်ကြွေရေးဆွေးနေသော သူမခန္ဓာကိုယ်ပေါ်သို့ဗရင်မှနက်နက်ခင်းနေကြီးတိုးထိပ်နေသဖြင့်ငကိုကသွေးဆုပ်နေသလိုထင်ရအောင်ဖွဲ့ဖွဲ့ဖြူသောသူမအသားကအနေငယ်ဝဝင်းလာသလိုထင်ရသည်ကြည်ပါအောင်ဖြူဖြော့ပါရတဲ့မိန်းကလေးတရားလူတယောက်မမမမမတွေ့နေခြင်းစရာ အလှပါရှာပါလွန်သော သူမက ။ဘာကြောင့်များသူ့စနီးမယားတယောက်ဖြစ်ခဲ့ရပါသလဲ။မမီတလောင်းသူ့ပြန်တွေးလျင်တော့တခဲနဲ့တဒန်းနဲ့ရှေ့နောက်ထိုင်ကုန်းမှာထိုင်ပြီးစာသင်ခဲ့ရတာ။သူစကားပြောတိုင်းရီဝေဝေမျက်လုံးလေးတွေနှင်းငေးမောနာထောင်ထက်တာတွေ။သူကြောင်ပြတ်တိခါအမြဲလိုလိုတင်းတင်းစီထားတဲ့သုံးနှခမ်းကလေးတွေဟာကဟာကစာတွေကို ပြန်ရှင်းပြတတ်တာ။ ပြီးတော့သူ့ပေါ်အမြဲအလိုလိုက်တင်းကြီးခံခဲ့တာတွေအင်းလေဒါတွေကြောင့်ဒီလိုဇနီးမောင်နှံဘဝမျိုးရောက်ခဲ့ရတာပဲနေမှာပေါ့အခုလိုအချိန်မျိုးကြမှာအဲ့ဒီအတိတ်ကြောင်းတွေကို ပြန်စဉ်းစားနေလို့လဲဘာများသူကြာအကျိုးရှိလာမှာတဲ့လေအခုကသူကြာအကျိုးရှိသည် အလောက်တစ်ခုကိုလှုပ်ဖို့အတွက်ဒီခဲနဲ့ဝင်လာခဲ့တာဖြစ်သည်ဒီကနေ့ဝဝနှင်းတွေ့ရမည် သူရင်ကိုချိုဤသွားစီမြစ်စကားတွေပြောတတ်သောနှခမ်းနီမာလီသူရင်ကုန်နန်းတွေကိုစီးချက်မညီညာတော့အောင်ညုံငယ်ဆူဆူကြည့်တတ်သည့်မျက်ဝန်းညုံမာလီဒီတွေဝင်လာတော့သူရင်ကဖိုလှဲ့ချင်လာသည်မနေ့ကရုံစင်လှေကတဲ့မှာစုံတော့သူ့လက်မအိုးကြီးကိုလူအလစ်မှာလှစ်ခနဲနှမ်းပြီးမနှက်ဖက်တော့ကိုကိုဟုလက်ညှိုးကလေးထောင်ရင်းခေါင်းကလေးငယ်ရင်း မျက်ကလုံးလေးဝင့်ပြီးပြောသွားဟန်ကိုကဆွဲမက်စရာပြီးတော့ပိုးသားလိုပြို့ဤသည်ဆန်ရွယ်ဆင်းဆင်းလေးတွေရန်ခနဲ့ရန်ခနဲ့ဖြစ်သွားအောင်လှေကားထင်များမှတက်တက်ကလေးပြေးဆင်းသွားတော့သူမှကရံဝရင်နှင်းကြံခဲ့ရသည်ဘလို့လဲကိုတော့မတ်ရွှေဝါကတော့ကလိသွားပြီထင်တယ်လူကကြောင်နှောင်းတောင်းနဲ့ကြံခဲ့ပါလား အကြောင်းသည်ဝင်내မိတ်ဆွေတူဤစကားကိုယ်တော်စကားမဲ့ရေစဲစဲဖြင့်သာတုံ့ပြန်နိုင်သည်ဒီကနေ့သည်မင်းကဝဝပြောလိုက်တော့မနှက်ဖြန်ဖြစ်သည်ပြီးတော့စနေနေ့ဖြစ်သည်ထို့ကြောင့်မင်းအိယာနိုးကလေးက9နာရီထိုးအောင်အတော်သိကြီးခံဆောင်ခဲ့ရသည်ခက်စုံစုံဝီလီဝီလင်းနှုံးကသူမချက်ပြုံနေသောမိဖို့ချောင်းထဲမှာ ဟိုလိုလိုဒီလိုလိုသွားလုံနေခဲ့သေးသည်။ဘာလဲစာနေသေးလို့လား။ကော်ဖီထပ်ဖြော်တောက်ချင်လို့လား။ပေါ်ပွဲစုနေတော့ထမင်းအိုကိုရောင်မဖြင့်ထိုးမှွေရင်သူမကမေးတော့သူကရည်ချင်စိတ်ကိုမျိုးတိတ်ခါခေါင်းခါပြခဲ့ရသည်။မဟုတ်ပါဘူး။ဘာဝိုင်းလို့ပြရမလဲလို့အမေထွတ်ထွဆန်းဆန်းဘယ်တော့မှမဝိုင်းကူလုပ်ပေးဘူးလို့လေ သူမအောင်ဤနိုင်တော့ပဲအဟဲဟုရီးလိုက်မိသည်။အင်းသူပုံစံကတိတ်များတိတ်တာနေမလား။တကယ်တော့သူမပြောတဲ့အတိုင်းတိတ်ကုညီကျင်လွန်းလို့မိဖို့ချောင်းနဲ့ဝင်လာတာမှမဟုတ်တာ။ဝဝနှင်းစုံတွေ့နေကြထုံးစံကဆယ်နာရီ။ဒီတော့အိမ်မှာ9နာရီလောက်ထွက်ရမည်။လိုင်းကမရှိတော့ဒီလိုမျိုးလေးမှာစပိန်ကိုပဲအာကိုသွားရမည်။ ရက်ကွက်တစ်ခုကိုကြော်ပြီးသွားရတော့ပဲမင်းသွားချိန်တနာရီကတော့ကောင်းကောင်းမြည်သည်အဲ့ဒီ9နာရီထိုးဖို့ဘယ်လိုစောင့်ရမှန်းမသိလို့ပေါ့နောက်ပိုင်းမှာတော့မိဖို့ချောင်းထဲမှာဘာလို့ရမှန်းမသိစိတ်မပါလက်မပါအချိန်မဖြုံးတော့ပဲအိယာပေါ်သွားပြီးလဲလျောင်းရင်းစိတ်ကူးဝဝတွေလွင်မျောနေခဲ့သည်ဝဝမြဝညူလဲလဲတွေနှခဲငုံငုံသပင်ပြော့ပြော့တွေချူမြတ်မြတ်စကားတန်းတွေ အင်းဟင်းပျော်စရာစိတ်ကူးတွေကို9နာရီထိုးအောင်ဖြတ်လွှင့်ရင်9နာရီထိုးတော့အိရာထဲမှာသူ့ထလာခဲ့သည်သူ့လှူရှာဟန်ချောင်းပကြီကားစီအာယုံဆိုင်နေသောသူမကဆက်ကနေခေါင်းမော့ကြည့်သည်ပြီးတော့ထုံစံတိုင်းနှခဲတွေကို တင်းတင်းစေလျက်ပြုံးပြသည်သူ့တကားပေါက်မှခြေထောက်လှန့်ခွာလာပြီးသူမဆွဲလက်စာပကြီကားဘေးမှာရှင်ချထားသောကလထိုင်မှာဝင်ထိုင်လိုက်သည် စိတ်မပါစွာပင်သူမပတိကားစီစောင်းငယ်ကြည့်လိုက်သည်အလိုပတိကားတစ်ချက်လုံးဆေးရောင်အနီတွင်အပြည့်တုပ်ထားပါလားပူလောင်လိုက်တာလူပုံတရိတ်ဆန်ပုံရှုခင်းပန်းမှန်ပုံဘာတစ်ခုမှမရှိသေးဆေးနီရောင်တက်တက်တာပတိကားဘာမှလည်းမရှိပါလားနောက်တော့ရှိလာမှာပေါ့ သူမကအနီရောက်ပါနေသောနေရာတွေကိုစိသာထက်ဖြစ်ရင်ပြောသည်။သူမဘာပုံဆွဲအောင်မလို့ပါလဲ။သူမဤပတိကိစ္စနှင့်ပတ်သက်လျင်သူတိတ်တော်လဲအတွေးမဆန့်ကျင်ပါ။သူမဆွဲသည့်ပကြီကားတွေကဘဲတုံးကများပကြီနဲ့တူတာမှတ်လို့မြည်လိုလိုရေလိုလိုအလုံးအထွေးတွေအင်းကမစုံနဲ့ပန်းပွင့်တွေတရီကန်လိုလိုလူလိုလိုအချားအရာဝတ္ထုတစ်ခုလိုလိုရှုပ်ရှုပ်ထွေးထွေးတွေ ပြီးတော့အယောင်ရင်ရင်စုစုကြီးတွေဘယ်မှာမျက်စိပဒါရဖြစ်စရာရှိလို့လဲဘယ်မှာအချိုးတကျရှိလို့လဲအခုလဲသူမပကြီကားနဲ့မတူတော့ပကြီတစ်ချက်ကိုဆွဲအောင်မြည်ပေါ်အဲဒါသူမဆွဲနေကြပကြီကားတွေထဲမှာအထူးဆန်တစ်ခုမှမဟုတ်တာသူမဆွဲနေကြပကြီကားတွေကဆွဲနေကြသူမအတွက်ရောမြင်နေကြသူ့အတွက်ပါ မထူးဆန်းတော့ပဲမဲ့ ူမကိုယ်တိုင်ကတော့အဆန်းပြတ်တခုခုသူထင်သည်ဒလောင်ဖြူပွေးသေးသွဲစကားနေညီစိတ်သောမိန်းကလေးတယောက်ကပကြီဆွဲဖို့ဝါသနာပါခဲ့တာကိုကအဆန်းပြမဟုတ်ဘူးလားနောက်ပြီးအချာမိမတယောက်ထဲဘယ်နေရာမှထူးခြားမှုမရှိတဲ့မိန်းကလေးပီပီတတာတိတိတွေ့တွေ့မိန်းကလေးတယောက်ရဲ့ဘာမှမသိတဲ့ထူးထူးခြားခြားပကြီကားတွေဒီတော့သူမ၏အားလက်ချိန်တွေက စုတ်တဲတွင်စီးကွက်တွင်စက်ကူတွင်ကင်းဘက်ပြားတွင်ဖြစ်ကုန်သည်ဒါပေမဲ့เจ้าမကလေးကပကြီခဲနဲ့သွားပြီးဘာမှမသိသောပုံတွေကိုရေးဆွဲခဲ့သည့်သူမအားသူဘာတခွန်းမှမတားမြစ်ခဲ့ပါအခုအချိန်ထိပေါ်တားမြစ်ဖို့လဲမလိုတာကိုလေသူမဝါဒနာကအိမ်မှုကိစ္စတွေနဲ့သူအတွက်ဘာတခွန်းမှထိခိုက်လိဟင်းစေတာမှမဟုတ်တာသူမကပကြီဆွဲချိန်မှာဆွဲပေမဲ့ ။အင်ကလေးကအမြဲတမ်းတန့်ရှင်းပြောင်းလဲနေတာ။သူအတွေ့လိုအပ်မှုကိစ္စဝါဝါအမြဲတမ်းအစင်သင့်ပြည့်စုံနေတာပဲ။သူမကအဲ့လိုအိမ်မှုကိစ္စသူကိစ္စတွေနဲ့ပတိကားတွေကိုဝင်စားစွာရေးဆွဲနေမှုကသာအာရုံထားနေသောကြောင့်လဲသူအတွက်ပို့လို့တော့အဆင်ပြေနေသေးသည်။ဝါဝါနဲ့ဆုံတွေ့ဖို့အချိန်နေအတွက်စင်ကြီးကို အထုတလဲစင်စာဖန်တီးပြောပြီး အရေးတကြီးခွင့်တောင်းနေဖို့မလိုတော့ပါသူမကအင်္ဂလိပ်ဒါယာလှပတန်ရှင်းဖို့သူ့ဝေယဝိစာရီမလဟင်းအောင် ဖြည့်ဆည်းပေးဖို့နှင်းပကြီကားရဲ့အပေါ်မှာသာစိတ်ဝင်စားတဲ့သူပဲအဲ့ဒီအပြင်အခြားကိစ္စတွေကိုစိတ်ဝင်တစားစောင့်နေကြည့်လိမ့်မည်မဟုတ်ပါကိုရိုးစနေနေ့တိုင်းကိုဝင်လွင့်အိမ်မှာ ချက်ထိုးဖို့စုံကြမယ် ီစကားတခုနှင်းဝဝအတွဲတပတ်မှစနေတည်းရဲ့အနောက်အရှက်တစိုးတစီမရှိအဆင်ပြေသွားခဲ့သည်အဲဒီစကားပြောခဲ့တုန်းကလေသူမကအစင်းရင်ပုံစန်းစန်းတိရွတ်တိရွတ်သေးဤပုံပကြီကဤညာဘက်ထောင်နာမှစုတ်တန်တေးသေးလေးနှင်းသူမလက်မှတ်ကိုကြိုးစားပန်းစားညီညာအောင်ရေးထိုးနေရင်းကခေါင်းငိမ့်ပြခဲ့သည်ပြီးပြီပေါ်လောကနေဗန်တခုဖန်ဆင်းဖို့ လုံလောက်တဲ့ခွင့်ပြုချက်တင်ခဲ့တာအခုလဲဒီလိုစကားတခွန်းဆိုလိုက်ရင်သူမကဒီအတိုင်းပဲခေါင်းညှင်းပြလိမ့်မှာဖြစ်သည်ကိုးနိုင်ထိုးပြီးကိုဝင်လင်းတို့အိမ်ပတ်သွားတော့မယ်သူကစနေနေ့တိုင်းပြောနေကြစကားကိုပြောလိုက်သည်သူကစနေနေ့တိုင်းညှိနေကြခေါင်းအငိမ့်ဖြင့်မတုံ့ပြန်ပါ သူမျက်နှာကိုရီဝေဝေမျက်ဝန်းတွေနှင်းစွတ်စွတ်ကြည့်နေသည်ဘယ်လိုပါလဲဟမ်ဟုတ်ရဲ့လားကိုရဲ့ကိုးနိုင်အောင်ထိုးသွားပြီဟုတ်လားအချိန်တွေကလည်းကုန်လွယ်လိုက်တာဒီမှာဒီကင်းဖက်ပြားကိုစီးအပြည့်တော့မချေရသေးဘူးတော်ပါသေးရဲ့သူမပကြီးကစီးအပြည့်မချေရသေးတာကိုများနေပါဦး မင်းမကြီးကားကအနီရောက်တွင်အပြည့်အယောင်ချေထားတော့အောက်ခံအနီရောက်ပေါ်မှာတခုခုထက်ဆွဲမလို့လားဟုမေးမိပြင်ပြီးမှကြားပါတယ်လေဟုစဉ်းစားမိကအချိန်မဆွဲတော့ပဲသူမဤရှုပ်ထွေးနေသောပကြီကန်းထဲမှထွက်ခဲ့၏ထိုအခါစိတ်ရောကိုယ်ပါပေါ်မှမြူးလွင်သွားသည်စပိန်ကိုကိုဝေလင်တို့ခြံနဲ့ချိုးဝင်ကြွေးတော့ခြံနောက်တည့်ရပြင်အောက်မှာဝါပလက်လက်ထိုင်တစ်လုံးနဲ့ ဇာအုပ်ဖန်နေသောကိုဝင်လွင်ကပြုံးပြပြီးအိမ်ပေါ်မင်းကိုပြသည်။음ဝဝရောက်ပြီပေါ့။ဆက်ဘင်းကိုထောက်ထောက်နေစဉ်ကိုဝင်လွင်အနားကိုရောက်လာသည်။ဟုတ်မှာမက်ရွှေဝါတော့နှကန်းစုရောပေါ့။သူပြုံးပြလိုက်သည်။ကျေးဇူးတင်ပြုံး။ဒီလိုခြံဝင်းလေးနှင်းကိုဝင်းလွင်အင်္ဂလိပ်ရှိနေတာကိုကကျေးဇူးတင်စရာပြီးတော့ကိုဝင်းလွင်မိဘတွေကိုပါလှမ်းကျေးဇူးတင်လိုက်သေးသည် သူတို့သားကိုဒီအင်္ဂလိပ်အမွေပေးနိုင်လို့ပေါ့နောက်ထဲကျေးဇူးတင်ရသည်မှာ ကိုဝေလွင့်မိမှာအိမ်နောက်သက်နှစ်နှစ်အတွင်းသဘောထားမတိုက်ဆိုင်စွာလမ်းခွဲထွက်သွား၍ဒီတော့ကိုဝေလွင့်တယောက်ထဲနေတော့ဒီချံကျဲလေးကသူတို့အတွက်ကွန်းခိုရပေါ့ကိုကိုနောက်ကျတယ်အိမ်ချမ်းမြင်ကိုခြေချချချင်းဝဝတန်ကခြုံရွှဲစွာ စုခနေလွင့်လာသည် ခနာချင်းအနားရောက်လာပြီးလက်မောင်းအိုးကိုဆွဲကြိုက်မိတွေ့၏စစ်ဖို့ကောင်းတဲ့ဝါဝါအဲ့လိုချွဲတဲ့နှွေးတဲ့ဒါလေးတွေလေဝါဝါမေးစီလေးကို ခတ်တင်းတင်းဖိညစ်လိုက်သည်ဟုတ်တယ်ဝါအိမ်ရှင်မပကြီးခန်းထဲမှာခဏအချိန်ဖြုံးလိုက်ရလို့ပြုံရွှင်နေသောဝါဝါမျက်နှာလေးချက်ချင်းညှိုးသွားသည် သူလက်မောင်းအိုးမှာဝဝကပားပြင်ကလေးဖွဖွကရင် တူတူပြောသည် อืมအင်ရှင်မဝဝါတော့ကိုကိုအင်ရှင်မမဟုတ်ရအောင်နော်ကဲပြောဆက်မအောင်အင်ရှင်မိုင်းနဲ့ဘလို့ချက်စကားတွေတီးခဲ့တယ်လဲအဲ့လိုပြောတော့ဝဝါကလည်းတနာဖို့ကောင်းသွားပြန်သည်ကြည့်ပါအောင်မြက်တောင်ကလေးကမျက်လွှာချငိုက်စင်းလို့နှခမ်းမူလေးတွေကမဲ့တယ်လို့လို့ဝဝါကလေးကို ဖြေလျှော့ဖို့သူ့အရင်ရှိမောလိုက်သည်လကားပါကွာ သူ့ပကြီးကအကြောင်းတွေပြောနေတာ။ "तू ကကိုကိုအင်ရှင်မပဲမဲ။ဝဝကိုချစ်လေ။မဟုတ်ဘူးလား။ငိုင်စင်နေတော့ဝဝမျက်တောင်တွေပြက်ခနဲဝင်လာသည်။ကုနကငိုမဲမဲနှခင်းလေးတွေကပြုံးဟဟ။အေးခမည်းလူလည်းတတိထားကြအောင်။ခမည်းအင်ရှင်မပကြီးကားတွေအိမ်မှုကိစ္စတွေခမည်းဝေယဝိစတွေဖြည့်ဆည်းဖို့ရေပဲစိတ်ဝင်စားနေလို့ခမည်းတို့ကြောင့်မသိတာ။ ရုံထဲမှာတော့တချို့တိကုံကြပြီမိဝဝညီရမင်းကလေးပို့ပြီးတတိထားဝဝသိပါတယ်ကိုဝင်လွင်ရဲ့အိမ်အောင်ရှိတဲ့ယောက်ျားတယောက်ကိုချစ်ရတဲ့ဒုက္ခအောင်ဒါမဲ့ဝဝကိုကိုကိုချစ်တာဟုတ်ဝဝစီကဒီလိုစကားတွေကြားရတော့သူ့အယမ်းကြည်နူးသွားပြန်သည်ပြီးတော့ဝဝလက်တွေကသူ့လက်မောင်းကို မွေတကောင်လိုရစ်တွေထားသေးသည် ဝဝစပင်ပြုံနုနုလေးတွေကသူ့ပခုံးနဲ့ပါပြင်းမှရာကြည့်ကြည့်။ထာဝစဉ်တင်းတင်းစီရင်ငွေ့ငွေ့ပြုံးတဲ့သောနှခင်းတွေနင်းစုပ်တန်းတွေကိုသာချစ်ချစ်စုပ်ကိုင်နေတဲ့သောလက်တွေကိုတတိယသည်။ကိုဝင်လွင်ကတော့ခေါင်းတငိမ့်ငိမ့်နဲ့သူ့နေရာခြံနောက်တရက်ပင်စီပြန်သွားပြီ။ဝဝလေးကိုကိုအမျိုးသမီးနဲ့လမ်းမှာဆုံရင်ဟဲ့မပြက်တာနှုတ်ဆက်ရတာ။ စိတ်ထဲမှာတမျိုးကြီးပဲတိလားကိုကိုကိုမချစ်မိခင်တည်းဟာသူနဲ့ကတိနေကြတာဆိုတော့နှုတ်မဆက်လို့လည်းမကောင်းလေသူကတော့ဘာမှတိတဲ့ပုံမပေါ်ပါဘူးခက်အေးအေးပဲအလကားပါသူကတိတ်နေတာတိတ်အေးတဲ့မိမကိုကိုတို့အကြောင်းတယောက်ယောက်ကပြောနေတောင်မှဘသူအကြောင်းပြောတာလဲသူတိမှာမဟုတ်ဘူးသူ့အတွက်တော့စိတ်ချပါကဲပါဟွာရဲ့ ဝါဝါဟိုသားသပင်ပျော့ပျော့တွေသူ့လည်းပဲနှင်းလာထစ်ကက်သည်ဝါဝါဤတူညင်းညင်းရည်တန်းကိုနားထောင်ပြီးသူ့ရင်တွေခုန်နေသည်음ဒီလာတော့ဝါဝါတွဲအင်ကြီးလုံးကြီးတစုံတော့ဝဲပေးအောင်မှာရန်ဖန်ရန်ကားဝါဝါအိမ်တို့လာလေသောနေ့တွေရှိတတ်သည်ဟိုရင်တုံးထဲဟာလာလေနေကြဆိုတော့အခုမှမလာပဲနေရင်မမရိပ်မိသွားမှာစိုးလို့ကိုကိုရ ဝါဝါကအကြောင်းပြတော့ဟုတ်ပါတယ်လေဟုသူစဉ်းစားမိခဲ့သည်ဝါဝါလာသောနေ့တွင်မှသူမနှင့်အတူ သူမဤပချီခဲထဲမှနှစ်ယောက်သားစကားတထိုးနေတတ်သည်စကားအများကြီးပြောတတ်တာကတော့ဝါဝါပေါ်မမေအဲ့ပချီကဘာလဲရင်မမဘာပုံဆွဲတာလဲဝါဝါလည်းနားမလဲဘူးဒီပဲမှန်ပုံလေးကတော့လှတယ်လို့လို့ပဲ ဒါပေမဲ့မမရဲ့ပန်းမွင့်တွေကိုပွင့်ကျစုံစုံလင်းလင်းထည့်ပေးထားပါလားမမရဲ့ဝဝကိုမင်းကလေးလှလှလေးပုံလေးတစ်ပုံလောက်ဆွဲပေးပါလားယင်ဝဝလာတိုင်းဒီတို့တော့ဝဝအတန်းတွေနှစ်သားအင်္ဂလိပ်ထဲမှာဝေစီနေတတ်သည်သူမကတော့ယုံလိုက်ခေါင်းနှိမ့်လိုက်အင်းအင်းလိုက်ပေါ့ စိတ်ကူးပေါက်သောတခါတည်းတွင်တော့လေးအေးအေးလေးနှင့်တူတူညင်သာ ရှင်းပြစကားပြန်တတ်သည်ဒီခါမျိုးမှာဝါဝါကမျက်လုံးကလေးပြူယောင်ယောင်ခေါင်းကလေးတငိမ့်ငိမ့်နှင့်စိတ်ဝင်စားသလိုလိုဘာလိုလိုပေါ်ခဏကြာလျင်သူမပကြီကန်းထဲကထွက်လာပြီးဝါဝါပြန်တော့မဲမမရေဟုအော်ဟင်းနှုတ်ဆက်ရင်းဧကန်းကလထိုင်မှာထိုင်နေသည့်သူကိုယ်တော့ဇက်ကလေးပူရှာကလေးတစ်လက်ထုတ်ပြပြီးလက်ကလေးခါတော်သက်သေးသည် ရုံးမှာလူချင်းစုံလင်တော့ခက်တော်တော်လေးပြော၏မမရှင်းပြတာတွေကိုနားလဲတယ်လို့လို့နဲ့တာခေါင်းငိတ်နေရတာတကယ်တော့ဘာမှမသိဘူးကိုကိုရအခုနောက်ပိုင်းဝဝအိမ်ကိုမလာတော့တာတော်တော်လေးကြာသွားပြီကိုဝင်လွင်တို့အိမ်မှာသူ့နဲ့ဝဝတွေ့ချင်းတွေစိတ်လာကလေးကဝဝအိမ်တို့အလာကျဲသွားခြင်းဖြစ်၏ဒီတလနှစ်လအတွင်းဆိုလုံးဝအိမ်ကိုလာမလဲတော့အင်းလေး သူလဲအနေခက်လို့နေမှာပေါ့ကုတလောဝဝရုံတက်တာပါမတွေ့တော့နေမကောင်းလို့များလားဟုသူတွေးသည် တရဲနေရဲတပတ်ပြေတော့နေမှာသူမနေတတ်တော့ပဲဝဝတို့အိမ်ရှိမှာစပင်းကလေးဖြင့်ရှောက်ပြန်တန်ပြီးလှုပ်ကြည့်သည်အိမ်နေတော့မဝင်ရဲ့ဝဝကိုလည်းအရေးရောင်တော့မတွေ့ရအခုဆိုဝဝနဲ့မတွေ့ရတာစနေနှစ်ပတ်ရှိပြီ ီကနေ့နေခင်းမှာတော့သူ့ဇပွဲစီကိုဝေလွင်ကက်လာ၏ရုံငယ်နေကအခြားဇပွဲတွေကို မတိမတားဆောင်ခဲ့ကြည်ရင်တိုးတိုးပြောသည်ဒီမှာဟဲ့လူခမမိရွှေဝါရုံဝါထွက်သွားပြီဗျတိလားကျွန်တော်ဦးစီးမိုးခန့်မှာထွက်စာတွေ့ခဲ့တယ်ဗျာသူဒီမျှတာပြောနိုင်သည်သူနှစ်ဝါဝါအကြောင်းအိမ်သားတယောက်ယောက်ကများတိသွားလို့လားဖះဖះ ရုံငန်းတွေကတခြားစီးမားတွေကိုလည်းမမေးရင်ဒါကြောင့်ဒီရက်ထဲမှာရုံငန်းတွေကကောင်မလေးတချို့သူ့အိုကြီးပြီးပြုံးစစ်စစ်ဖြစ်နေကြတာပါလားအိမ်ပြန်လမ်းမှာတော့သူ့အတွေးတွေဆန့်ပွားရဤဝဝမျက်လုံးဝဝအတန်တွေဝဝဟန်တွေကိုကိုချစ်တာကိုဟူသောအတန်ကိုပြန်ကြရောင်ဒီဝဝအိမ်မှာကိုရှိသေးရဲ့လား အိမ်ပေါ်လှမ်းတက်လိုက်တော့သူမကထုံးစံအတိုင်းပကြီကန်းထဲမှာဖြစ်သည်သူပကြီကန်းစီတို့သာတန်တန်မတ်မတ်ရှောက်သွားသည်သူမဆွဲနေသောပကြီကားကိုဆေးရောင်အနီတွင်စတုပ်သုံးနေကြတဲ့ကပကြီကန်းထဲသို့နောက်ထပ်မရောက်ဖြစ်ခဲ့တော့ပြီသူမဤအဲ့ဒီပကြီကားပြီးသွားပြီလားမသိပါ အခန်းထဲသူဝင်သွားချိန်တွင် သူမသည်ပချီကားတစ်ချက်ပေါ်သို့ပိတ်စားတစားဖြင့်အုပ်နေသည်အခန်းဝါမှသူ့ကိုမြင်တော့ထုံစံအတိုင်းစစ်စစ်ပြုံး၏ဟိုအရင်မင်္ဂလာဦးရက်ရက်တွေတုန်းကလိုဟောပြန်ရောက်ပြီလားကိုဟူသောစကားကို မပြောတော့တာပင်အတော်ကြာခဲ့ပြီမကြရတာကြတော့သူလဲအဲ့ဒီစကားလိုအပ်မှုကိုအထုတလဲမတွေးဖြစ်တော့ပါ နောက်ပိုင်းမှာဒီထက်ချိုတဲ့အတန်တွေသူ့ကြားနေရတာပဲလေ။သူကလထိုင်တလုံးမှဝင်ထိုင်ပြီးအင်ဂျင်ရေမက်ကျဲသည့်တွေကို ဖြုတ်ရင်းမနေနိုင်စွာပြောမိသည်။ဝဝတယောက်တော့အလောက်ကထွက်သွားပြီ။သူမျောလင့်ထားသည်ကသူ့မဤအံ့ဩသောဟန့်အမှုရာဟင်ဟုတ်လားဘာဖြစ်လို့ပါလဲကိုမသိဘူးလားဟူသောအမေးမျိုးပေါ် သူမနဲ့ဝါဝါကဟိုအရင်ခက်ငယ်ငယ်ကလေးကတမျိုးတည်းအတူနေရင်တိကဲခင်ခဲ့ကြတာပဲသူမတလောက်တော့တိကျင်စိတ်ရှိလိမ့်မည်ဟုထင်သည်အဲ့လိုတိကျင်စိတ်နဲ့မေးလာလျင်သူကလည်းအရင်မကြည့်သလိုစကားပေါ့ပေါ့ဆိုလိုက်မည်ဘဲတိမလဲကွာကိုနဲ့သူနဲ့ဟာတိတ်ရင်နေနေရှိတာမှမဟုတ်တာကဲဘလောက်ကောင်းတဲ့အစီအစဉ်လဲ กินပြီးသားသူမတန်တရားတွေပျောက်ဆင်းသွားလိမ့်မပေါ်အခုတော့သူမက သူမျောလင့်ထားသလိုမဟုတ်ဖဲကြီးဝေဝေမျက်လုံးတွေနှင်းစူးစူးကြည့်ရင်းပြောလာသည်အင်းပေါ်သူ့အတွက်ဒီလိုလုံးမှလည်းဖြစ်တော့မှာပေါ်မင်းကလေးတယောက်ရဲ့ဇာရိုက်တက်ဟာသူရထားတဲ့ငွေကြေးပမာဏတွေရာဓုဂုံရှိန်တွေထဲအများကြီးပိုတန်ဖို့ရှိပါတယ်သူလုတ်ခဲ့တဲ့မှားရွေးမှုတွေ ဒီလောက်တော့ပြန်ပြီးစွန့်လွတ်ခန်းစားရမှာပဲပေါ့ဘုရောကြည်စံသူ့မစကားတွေပြီးတော့အမဲလိုရီဝေဝေရှိတတ်တဲ့မျက်လုံးတွေကစွတ်တောက်လို့သူ့ရင်ကစိုးရိမ်မှုနဲ့တလိုက်လိုက်ခုန်လာသည်သူ့မအတန်ကနေညင်ညညာစွာဆက်လက်ထွက်ပေါ်လာသည်ဝဝလေးသူနဲ့တင့်တော်မဲ့ထင်းနဲ့ဆုံးဖြတ်ချက်ကိုချသွားတာပဲ။ ဒီလိုမျိုးမျိုးမှာအိမ်နောင်ရှိယောက်ျားတယောက်ရဲ့အငယ်နှောင်းဖြစ်သူလူသိရှင်ကြားဘယ်ဖြစ်သင့်ပါမလဲ။ကျမလဲကျမဘွားနဲ့တင့်တော်မဲထင်းနဲ့ဆုံးဖြတ်ချက်ကိုချထားတယ်။ခဏလေးကိုသူမပကြီကန်းနဲ့မှထွက်သွားသည်။သူကတော့တုံလုံးငေးချောင်းစွာကြံ့ရစ်သည်။သူဤလေးပြမလုံးမှုသည်သူခန္ဓာကိုယ်မှာကျွေးစင်းများဖြင့်ရွှဲနှစ်လာစေသည်။ ပကြီကားတွေထဲမှာအိမ်မှုကိစ္စတွေမှာ သူ့ဝေယဝိစာတွေမှာသာစိတ်ဝင်စားသည်ဟုသူတတ်မှတ်ထားမိသောသူမှာအီစီငိမ့်တက်လွန်းနေသူမှာအခုတော့သူမဟန်ပန်တွေက ထူခြားစွာရင်းရင်တွက်လက်နေသည် သူမှာစကားတွေအများကြီးပြောနေရသည်ပကြီကန်းနဲ့ပြန်ဝင်လာတော့သူမလက်ထဲမှာစာရွက်တရွက်ဘောပင်တစ်ချောင်း သူရှိမှဖြန့်ခင်းချပေးလိုက်သည်။ကွာရှင်ပြက်စဲကြောင့်ဂတိပြုစာချုပ်တယ်။မြက်စွာဖေဟာသူသူမရော့ဒီမှာဘောပင်ဟောဒီတောင်မှာလက်မှတ်ထိုးပါ။ကျမဒီနားမှာလက်မှတ်ထိုးပြီးသွားပြီ။သူမလှမ်းပေးတော့ဘောပင်ကိုတတိလက်လို့လှမ်းကင်လိုက်မိသည်။သူလက်ထဲရောက်လာတော့ဘောပင်လေးကတုံရင်လျင် သူမဤအတန်ငင်ငင်တွေကို သူတုံရင်မှုများကြမှကြားရသည်။ကျမခြံခုံတက်တဲ့တရိစင်တကောင်ရဲ့ပိုင်ရှင်ဖြင့်ဆက်မနေနိုင်တော့ဘူးကို။အဲ့တော့လက်မှတ်ထိုးပါ။ထိုးလေ။အိုးမဟုတ်သေးဘူးလေ။ဒီဒီဒီလိုသူပြောလိုသောစကားတွေကလေချောင်းဝါမှာပင်၆ကက်စွာ လွင့်ပြန့်ကုန်၏။ သူပြုခဲ့သောမှားရမှုသည် သူမဤစကားတွေကို မတုံ့ပြန်တတ်တော့လောက်အောင် သူ့အပေါ်အပြစ်ဖို့တန်ခတ်လေပြီ။နောက်တစ်ချိန်သူမမျက်လုံးအဝင်း၌သူသည်တုံခိုက်သောရမခံစားမှုဖြင့်စာရွက်ပေါ်တွင်ပုံတရံမမှန်သောရေးချင်ရာများကိုထင်စေသည်။ဖျားရည်သူဘယ်တော့မှအထင်မကြီးဂရုမစိုက်ခဲ့သောဒီမျက်လုံးရည်ဝေဝေတွေကအခုတော့သူ့ဘဝတစ်ခုလုံးကို ဂျွန်းထိုးမောက်ခုံပြောင်းလဲသွားစေမည်အပြူမူတွေလှုပ်ဖို့စွမ်းအားတွေစီးဝင်မျောပါခဲ့ပြီလားသူခန္ဓာကိုယ်ထဲမှာသူမဟုတ်တော့တခြားတယောက်ပူကဲလို့သူ့လက်မှတ်ကိုထိုးပေးလိုက်မိပြီထင်ဟိုအရင်ကပေါ်ပါကုန်ယူစွာရေးထိုးခဲ့တော့ငါတကောင်မြမြကြွကြွပြဲနေဟန်သူ့နာမည်လက်မှတ်ကိုကူတော့ခက်ခဲပင်ပန်းစွာရေးထိုးနေရပါပြီလားပြီးတော့ပုံတံတန်းကလည်းငှက်တော့ငှက်တကောင်ပါပဲ ဒါပဲမဲအတောင်ကျိုးချိနေနေတဲ့နှက်တကောင်ရဲ့ပုံဘောပင်ကညာလက်နှင်းတတိလက်လုံးဖိထားမိသောစာချုပ်စာရွက်တွေကို သူမဆွဲယူသည် သူတစုံတစ်ခုပြောပြီး ဖြတ်ခနဲလှမ်းဆွဲဖို့စဉ်းစားလိုက်မိပေမဲ့လှုပ်ရှားတုန်ခတ်မှုတွေကြောင့်ဘာသာမှလည်းထွက်မလာလက်အဆန်ကလည်းနောက်ကျသွားခဲ့သည် သူမကစာချုပ်ကိုခောက်နေပြီတစ်ခေါက်နှစ်ခေါက်ကျမတိတိချာချာဆုံးဖြတ်ပြီးမှဒီလိုလုပ်တာပါဇနီးမယားတယောက်ရင်ရပိုင်ခွင့်တွေဘာတွေလဲကျမစိတ်ဝင်စားအောင်ခုနစာချုပ်ကိုလက်မှတ်ထိုးပြီးလိုက်တဲ့အချိန်အားစပြီးကျမကိုယ်ဇနီးလည်းမဟုတ်တော့ဘူးလေကိုယ်ရင်းနဲ့အချစ်တွေဟာကျမအတွက်တီးတဲ့မဟုတ်တော့ဘူးဆိုတာသိရနေရစပြီး ကျမကိုစီယာဘာမှမလိုချင်တော့တာပါ။ကျမကတော့ကိုတွယ်လက်ဆောင်ပေးခဲ့မယ်။ဒီမှာလေ။ကဲကျမသွားတော့မယ်။သူမကခုနကပိတ်စာလှမ်းအုပ်လိုက်တော့ပကြီကားစီမင်းငေါ်ပြတော့ကြောင်းပကြီကားပေါ်ကပိတ်စာကိုလက်လှမ်းလိုက်စင်။ကျမသွားတော့မယ်ဆိုတော့စကားချောင်းသူ့လက်တန်သွားပြီးသူ့ကောင်းကလဲသွားပြန်သည်။ ူမကအခန်းထောက်မှာအဆင့်တင့်ချထားခဲ့သောတရေတက်တာကိုဆွဲမှလိုက်သည်။အိုးမဟုတ်နေအောင်လေ။အဲ့လိုအချိုးမကျသူစကားတန်ကြောင့်သူမခေါင်းငယ်ကြည့်သည်။ပြီးတော့ခြေလက်မမှန်ဖြင့်တကားဝါမှခြေလန်းခွာ၏။သူစက်ကနေရက်လိုက်မိသည်။အခုအချိန်ထိ သူစကားတခုမှမဆိုပြစ်သေး။ဘာလို့ရမလဲ သူခန္ဓာကိုယ်မှာယောက်ျားမနာနှင်းစွမ်းရည်အင်အားတို့ကုန်ခန်းပြောင်းဆုံးခြင်းအဖြစ်သူ့အပြစ်ဒဏ်တွေကဒဏ်ခတ်နှိပ်စက်နေလေပြီ။သူမှာတေးထွေအားနှွယ်သောမိမတယောက်ကိုတားဆီးနိုင်စွမ်းမဲ့စွာ တုံရင်ဖိုလှိုက်လျက်သူမကတော့အင်ရှိချန်စီယိုအဆက်မှချိုးကွေသွားပြီ။ချွေတို့ပြင်စီထန်းသောတုံရင်မောလျသောခန္ဓာကိုယ်ကိုလေးလံသောခြေထောက်တို့ကတည်ဆောင်လျက် သူမမင်းငေါ်ပြခဲ့သောပကြီကားစီလှမ်းလျှောက်လာပြီးပကြီကားကိုအုံမိုးထားသောပိတ်ဆောက်ကိုစိုးရွံစွာဖယ်ချလိုက်သည်ဖျားရည်ဦးလောင်ပိတ်ပိတ်သောအနီရောင်များပြေရှင်းနေသည်နောက်ခံမျက်နှာပြင်ထက်မှညူလဲလဲညှို့ငင်မျက်လုံးအစုံသူကိုရင်ခုန်လှိုက်မောလာအောင်ဆွဲဆောင်နိုင်ခဲ့သော ကိုကိုကိုချက်တာကိုဟူပြောခဲ့ဘူးသောနှခမ်းပါကပြည်ပြင်တွင်ကိုးစွာကြည်စင်းနေသည်အိုသားပြုတ်စပင်တွေက လေမှားလူးလွန်ဟန်လွင့်မြုံလျင်ပူပြင်းတောက်ပစွာပြည်ပြင်နေသောပကြီကားသည် သူမဆွဲခဲ့သောပကြီကားများစွာအနက်မှအကောင်းဆုံးပကြီကားဖြင့်သူကိုခြောက်လှန့်ရင်းကြံရစ်ခဲ့လေပြီခက်မှား ပေဘူးလွာနိုဝင်ဘာ1990အဆုံးဒီနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်